။ ARD တိုင်းပသိမ်မြို့ခြေဆိုင်နောက်တောင်တိုင်းစစ်ဌာနချုပ်မှာနိုဝင်ဘာ29ရက်နေ့က A တပ်ဖွဲ့ဝင်9ဦးနဲ့ PDF 6ဦးစုစုပေါင်း15ဦးအလင်းဝင်ရောက်လာတဲ့အတွက်ကြိုးစိုးတဲ့အခမ်းအနားကိုပြုလုပ်ခဲ့တယ်လို့ဆိုပြီးစစ်ကောင်စီထိန်းချုပ်သတင်းစာတွေမှာဝါရဖြန့်မှုတွေပြုလုပ်နေပါတယ်။အလင်းဝင်ရောက်လာသူ15ဦးကမောင်းပြန်ရိုင်ဖယ်နှစ်လက်လက်ပစ်ပုံးတစ်လုံးပေးအပ်ခဲ့ပြီးတိုင်းဝင်ကြီးချုပ်နဲ့စစ်တိုင်းမှုတို့က ဂုံပြုစုငွေပေးရကခံဝင်လက်မှတ်ထိုးပြီးမိဝရီစီပြန်အပ်ခဲ့တယ်လို့စစ်တပ်ပိုင်းမီဒီယာတွေကဖော်ပြထားပါတယ်ဒီလိုပွဲတွေကသူတို့အမြဲလုံးနေကြပဲလေ PDM ဆိုလဲဘယ်တရင်ကဘယ်မျိုးကစစ်တပ်မှအလင်းဝင်တာလဲတေချာတဲ့ထုတ်ပြန်တာမျိုးမရှိပါဘူးလို့စစ်တပ်နဲ့နီးစပ်သူတူက AR Times ကိုပြောပါတယ်မြင်းမြောင်းမျိုးနယ်ကြောက်တော်မျိုးနယ်ပုံနှကျုံမျိုးနယ်တန်တွဲမျိုးနယ်နဲ့ကွာမျိုးနယ်တို့ကအေးတပ်ဖွဲ့ဝင်အမျိုးသား၉ဦးနဲ့ မူပင်မြို့နယ်၊လေးမျက်နှာမြို့နယ်၊ဇလွန်မြို့နယ်၊ကြံငင်းမြို့နယ်နဲ့ရေကြီးမြို့နယ်တို့က PDF ဖွဲ့ဝင်အမျိုးသား6ဦးတို့ဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိမှာ AR တိုင်းရှိတာမောင်မြို့နယ်နဲ့လေးမျက်နှာမြို့နယ်တွေမှာစစ်တပ်နဲ့အရခတပ်တော် AA ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်မရှင်စီအလင်းဝင်ရောက်မှုနဲ့ပတ်သက်ပြီးတွန်လိုင်းအင်အားစုတွေဘက်ကသတင်းထုတ်ပြန်ထားတာမရှိဘူးလို့သိရှိရပါတယ်။